်ချေဦးညိုတမိုင်းမတွေ့မှမှတမိုင်းဝင်နေတဲ့စကားများတဲမာရဟန်းပညာရှိတယ်မရှိလူပညာရှိတယ်မရှိပင်ရစကြိုသူမြတ်မြန်မာတမိုင်းရစဝင်နဲ့မြန်မာစာပေတမိုင်းကိုပြန်ကြည့်ရင်မင်းလို့သူပရေများကိုစုံမဩဝါဒပေးတော်မူခဲ့ကြတဲ့ရဟန်းပုဂ္ဂိုလ်ကြီးများရဲ့စုံမစာတွေဟာတတိယရှားကိုထင်ရှားနေတာတွေ့ရပါတယ်ကံတော်မင်းကြောင့်ဆရာတော်ရဲ့လောကတာရာဆုံးမစာဟာလူသိများလာပါတယ်။မင်းကိုဆုံးမကံမှာပြုတ်လင်ကံသွားနဲ့ရေးထားတဲ့ အပိုင်25ဘိုက်ပါဝင်လာတယ်။ထင်ရှားကြော်ကြားလာတဲ့ပါရောမူတန်းချင်းကဗျာကိုရေးပွဲသူဇီးပန်းနေဆရာတော်ရဲ့ခဒရောဝါဒဆုံးမသာဆိုရင်လေတီဘောမင်းထံပို့သွင်းတဲ့ပြို့လင်္ကာသွား32ဘိုက်ပါရှိပြီးညီကောင်းတန်ပေါင်းမှာမင်းပဌာနာမျိုးလေးဝါဆုံးမသည့်စာမညီမမျှကျင့်လေကရောက်စွာပယ်လေးရွာအကြည့်အညီမျှကျင့်လေက ပေါထဝရိနာရေလို့တတိပေးတော်မူခဲ့ပါတယ်။ဒီဆုံးမစာတွေကိုဖတ်ရတဲ့အခါကဗျာလင်ကသွားနဲ့အနေနဲ့စာဆောင်ပေးဖွဲ့မရှိခဲ့တော့လေဘရင်နဲ့မျက်နှာချင်းဆိုင်ပြီးမယော့မရှာစကားရေးဆိုဆုံးမခဲ့တဲ့ရဟန်းပုဂ္ဂိုလ်ပါကိုတတိယမိပါတယ်။ပင်ရစကြိုသူမြတ်အရှင်ဇောတိယန္နာပါ။ တက်ကရက်966မိုင်ရာဇာကျွေးဟာရေတဲ့အင်အားကြီးစွာနဲ့ဆန်တက်လာပြီးစကိုင်းမြို့ရေဝရေဝမှာတက်ချအင်းဝအထက်ကိုကြော်တက်တကောင်းထိချီတကောင်းကိုတိမ်းပြီးမှပြန်ဆုံစဉ်အင်းဝကိုအင်အားပြအဝိုင်းထားလိုက်တယ်ဘယေမင်းကောင်ဟာညီလာခံခေါ်ပြီးဟန်တော်ရီမင်းနဲ့သူ့တက်ပြန်သွားအောင်နှုတ်ရဲလက်ရည်နဲ့ဘယ်သူများကြံနိုင်မှမလဲလို့တိုင်ပင်တဲ့အခါ မုံမတ်ပူပါယဟန်လူပညာရှိများအားလုံးနဲ့ကပင်ရစကြိုသူမြတ်တာရေရေဝွန်းဝွန်းထွက်ပြီးအာမခံတာဝန်ယူလိုက်ပါတယ်။စကြိုသူမြတ်ဟာဥစွာရာဇကျွဲထံမြတ်တာစာစီပါတယ်။တွေးလိုကြောင်းလဲအကြောင်းကြားလိုက်တယ်။ရာဇကျွဲကလည်းငါငင်းရင်ယတနာ၃ပါးပါဝင်တပါးယတနာတန်ငါကိုမျက်နှာလွှဲရရောင်းလိုက်မယ်ဆိုပြီးဆုံးဖိတ်ပင့်လိုက်ပါတယ်။စကြိုသူမြတ်က ရာဇကျွဲအတွက်လက်ဆောင်ပဏာများစီစဉ်ယူဆောင်ရေးဈေးခဲ့ပါတယ်။ မှန်တမ်းမှာလူ300ဂိုင်းခန့်အရေးတော်မုံချမ်းမှာလူ60ထန်းပိုးရဒီလက်ဆောင်တွင်နဲ့အတူဂိုင်းတောက်ဆရာတော်တပါးကိုအဖွန်ပြု၏စကြိုသူမြတ်ဟာလင်းနဲ့ဟန်တာရီတက်စခန်းမှာကူးခဲ့ပါတယ်အရှင်ဖျားလက်ဆောင်တွေများလာကြီးလာလို့ရာဇကြွယ်ကပြည်သွယ်စကားဆိုသေးတယ်လို့ဆိုပါတယ် ပြီးတော့လဲစိတ်ဝင်စားစရာတစ်ဝက်ကစကြောသူမြတ်ဝင်လာတာကိုမြင်လျက်နဲ့ရာဇကြွတ်ကမူးမတ်များနဲ့ဆွေးနွေးနေဟန်ပြုပြီးမမြင်ဟန်မသိဟန်ပြုတဲ့ခလန်းနေမှာအရှင်မြတ်အပတ်လှည့်ပြီးအရှင်ဖျားတို့ဘယ်ချိန်ကရောက်တော်မူကြပါလဲလို့မေးပါတဲ့ဒီခါစကြောသူမြတ်ဖြေလိုက်ပုံကမင်းမြတ်မြင်တော်မူတဲ့အပင်ငါတို့ရောက်နေကြတဲ့ရတယ်တဲ့ညာစားကျွတ်လည်းပြုံးပြီးမြင်တော်နေရာမှာမြင်တော်နေရာမှာ ထိုင်တော်မူဖို့ပြင်လိုက်ပါတယ် ဇာတွေ့ကြတဲ့ဒီထီတွဲမှုကလေးကပဲလှုပ်လှုပ်ရှားရှားစိတ်ဝင်စားစရာဖြစ်နေပါပြီ။ဆက်ပြီးမေးကြ၊ရှောက်ကြ၊ဖြေကြတဲ့စကားတွေကလည်းစိတ်ဝင်စားစရာအတိပါပဲ။နိုင်မန်းလှရဲ့အရေးတော်မုံချမ်းမှာတော့ပင်ရစရုပ်သူမြတ်နဲ့ရာဇာတွေ့တို့အပြန်အလှန်စကားဆက်ထိုးကြပုံကိုမတိရာမှာဖော်ပြပါတ ယဟန်နဘာနဲ့ဘယင်နဘာတို့စကားဆက်ထိုးကြတယ်ဆိုတော့အတုံးနှောင်းဟာအနှဲငယ်ပြင်းနေအောင်ရှိပေမဲ့သူတို့ပြောကြဆိုကြတဲ့စကားအသွာလာပေးယူတွေကြီးလိုက်တော့စကားဆက်ထိုးလို့တုံးတာသိမ့်မြတ်ဆိုရမှာပါဒီစကားပွဲကိုဒီစကားပွဲကိုအေးတော်မုံချမ်းမှာ15မျက်နှာခန့်ဒီပေါ်ပြပါတယ်မှန်တမ်းနဲ့မဟာရာဇဝင်ကြီးမှလည်းအတော်များများအသေးစိတ်ဖော်ပြပါတယ် နေရာချုံးမှာမွန်ဒီဆောင်းပါးမှာတော့အများဆုံးစကလုံးနေနဲ့လှဲယူပြီးဖောက်သိမ်းချပါရစေ။ရာဇာကျွဲတပဲ့တော်ထံကြွားရောက်တဲ့ကိစ္စကိုမိန့်ဆိုပါဗျာ။စကြိုသူမြန်မင်းကြီးစ조사အထုတ်ပြီးအင်ဝါကိုစံတက်လာတဲ့အကြောင်းငါတို့သိရင်လို့ပါ။တိရရင်ခိုင်းစရာတန်ခါတော်များစုယုံပြီးဆွေးနွေးဆောင်ရွက်ပေးဖို့ပါပဲ။ရာဇာကျွဲတပဲ့တော်ဆစ်ချီလာတဲ့အလိုဆန္ဒအကြောင်းလေးပါရောက်ပါ တဲ့အထူးထူးသောအရက်ကိုကြည်လို့ရဲ့နဲ့ဘုံလိုက်ယုံခုံအပြလို့ရဲ့၃တိုင်းနိုင်ငံကျဲလို့ပြီးစင်စင်မြင်းပိုးပါများလို့ရှိရဲ့၄ပကံအဝရဲ့ပကိုးပထိုးမွေတော်တတ်တော်များကိုရှိခိုးပူဇော်လို့၍စံတက်လာပါတယ်ရည်တော်ပုံကျမ်းမှာတော့တဲ့မင်းကြီးစွာလက်ထက်ကစော်ကားထင်သေးတဲ့ဒီကိုပြန်လဲခြေပါဖို့နဲ့အင်ဝါကိုဟန်တာရီတဲ့ခွင့် ခွင်ပြိုင်ချဲ့ထွင်မှု၃ဇေဒီပထိုးတက်တော်ဖူးမြင်မှု၄အောင်မြင်တဲ့စစ်ကြောင်းနဲ့ရောက်ရှိခဲ့ကြောင်းပေထက်အခရာတင်ပြီးနောင်လူတို့ပြောစမှတ်ပြုဖို့လို့ဖော်ပြပါတယ်စေချိုသူမြတ်တာလနာတော်တာယကာမင်းမြတ်တွင်တရားတရားတော်နဲ့အညီဟောဟောကြားဆုံးမမည်ယဟန်ပညာရှိတယ်မရှိပြီးတော့အမှု၌အမျိုးမြင်လိမ္မာနဲ့ပြည့်စုံသောအမတ်တင်တာတင်းလည်းမရှိရာဇကျွဲ့ဘလို့တော့မင်းတော်မူလိုက်တာပါလေခင်ဗျအဖျား စကြဝဠာမြတ်ဇဗူဒိတ်ကျွန်းတာရိန်နာအတူရာ မဟာဝီဇီရိုရဲ့ယူဇနာတွေရေနေတောနေလူနေတွေကိုရှင်းပြပြီးလောဘဒေါသမောဟဖုံးလွှမ်းလို့ငရဲသွားရသူတရဝါများတာဖြစ်ကြောင်းအကျယ်တဝင့်ရှင်းပြပြီးမှကြွလာတဲ့အကြောင်းလေးပါမှာ death of ပထိုးစီရီများကိုဖူးမြော့ဖူးမြင့်ပူဇော်လိုရွေးဆိုတဲ့တပါးနာတရားနဲ့ညီတယ်။ကြံသုံးမကနဲ့ရွနိဗ္ဗာန်နဲ့ဖြီလာပဲ။ ဒါကြောင့်ယဟန်ပညာရှိမရှိလို့ငါဆိုတယ်။ပညာရှိအမတ်တင်တာတင်မရှိလို့ဆိုတဲ့အကြောင်းကတင့်ခမဲတော့ပညာဦးနဲ့အင်းဝမင်းကြီးစွာတို့လက်ထက်မှာနှစ်ပြည်တော်မီးမသေးရေမနောက်ရှေ့ပြေးတဲ့ဖြစ်ခဲ့တယ်။တင်လက်ထက်မှာဒီလိုဖြစ်မလား။ပြည်သူလူယဟန်အပေါင်းတို့ချမ်းသာရမည်အကြောင်းကိုတင့်အားရှောင်မြည်သူမရှိလို့ပညာရှိအမတ်တင်တာတင်မရှိဟုငါဆိုတယ်။ရာဇန်ကျွဲ့အင်းဝဘီယံကမဟာမိတ်လမ်းစဉ်ဖြတ်ပြီးတပည့်တော်ရဲ့ ရင်းမြင်းကိုသူ့ပိုင်နဲ့ထဲသွတ်သွဲမှုကြံ့ဆောင်တာပါတပဲတော့ပေါ်ဒီလိုဆိုရင်တပဲတော့လက်ကိုဆွဲချုပ်ထားပြီးသူတပားကိုရိုင်းနှက်စေလို့ဖြစ်မလို့လားဖေ။ဇေယျသူမြတ်မင်းကြီးလျှောက်လို့ဆိုရင်ငါမှကိုလူကိုနိုင်ပေတဖက်မှာရှုံးသိလို့တဲ့စိတ်ရှိတဲ့ယဟန်တိန်ကတိတ်ခါပုံများကို မဆောင်ထိန်သူအနေနဲ့ဒုဂရီလာမှာပါ။ငါဒီလိုမဟုတ်ပါ။တရဝအပေါင်းတို့ကိုထာဝစဉ်မြတ်တာပို့ပါတယ်။ငါဇာတိစိတ်ရင်ရင်အင်ဝဟန်တော်ရီနှစ်ပြည်သားတို့ကို တာသူညီမျှဖြစ်ပါတယ်။စင်ကြီးဖြစ်ရင်နှစ်ပြည်တော်လုံးကြီးမားတဲ့အပူမီလုံးတောက်ပါမယ်။သူကအလင်ပြုတ်လို့ကိုကရန်ညှိုးဖွဲ့ပြီးလက်စားချရမယ်လို့ဖះဟောမရှိပါဘူး။ကန်ဒီတရားလက်ကင်ထားဖို့သာတာသနာတာယကာကိုငါတရီပေးတဲ့ရာဇာကျွဲ့သိမ်းမြပါတယ်ဖះ။တိုးတော့အင်းဝဘရင်မင်းကြီးဟာမင်းကြီးစွာဟန်တာဝရီတို့စုံစင်းတော့ကဘာကြောင့်ဒီလိုတရားမပြပါလဲတပည့်တော်တုံ့ပြန်မှုလာကမှ ခံနေတရားလက်ကင်ထားပါဆိုတာတစ်ဖက်သက်ဖြစ်နေပါလားစကြိုသူမြတ်ပြောင်းလျက်ပင်ကာကုတံဖျားလက်ထက်တာနာတော်ကလေးကခံနေတရားဟာယနေ့ထိတခုတည်းပါမင်းကြီးစွာတရားတော်ကိုမင်းကြီးစွာအနေနဲ့တရားတော်ကိုသာကြည်ပါစေဗျူဟာခေမီတိုက်ခိုက်ထက်ပြတဲ့အဖြစ်ကြောင့်အပယ်လေးပါးကလွတ်ကင်းနိုင်ပါမလားမင်းမြတ်ရာဇာကျွဲရာဇာရာဇာဓမ္မမှာ အကျိုးနဲ့အပြည့်ဟာထွန်တွဲနေပါတယ်။တန်နီယာကျင်လည်မြဘူးမှအပြည့်ပါပါအာဂုလိုကန်ကလို့အောင်မညုံးနိုင်ပါ။စိတ်ကြံစီမြပညာဉာဏ်နဲ့နိုင်နိုင်စကျင်တာပဒါနာပါဖျား။စကြိုသူမြစေဗျူဟာခင်မဲ့ဆိုရင်လဲစေငါလေးပါးကို မင်းကြီးသိထားဖို့လိုပါတယ်လေးပါးကိုရှင်းပြပြီးကာလာဒေတာဥရုကိုမင်းကြီးမေးနေတာ အင်းဝဒေတာမိုးဦးလေဦးမြင့်ရေရှန်ချင်းကိုပြောပြပြီးဒီလိုအချိန်မှာမင်းကြီးရဲ့လှေတွေတက်သားတွေဒုက္ခရောက်မယ်အင်းဝကိုမတက်ရဘဲအလိုလျောက်ပြည့်စည်ပါလိမ့်မယ်ရစားကြွက်ပြောင်းပြီးတပည့်တော်ကစိတ်အင်းက၄ပါးသာမက၈ပါးအထိသိပါတယ်၈ပါးကိုရှင်းပြအေးအရှင်ဖျားပြောပြတဲ့၄ပါးမှန်တယ်မှားတယ်တပည့်တော်မပြောလို့ပါဖျားစကြဝဠာမြတ်မင်းနပါစလုံးရဲ့ပစ္စုပန်အနာဂတ်အကျိုးအတွက်မြေသိပ်ဘက်မှမလိုက်စားဘဲငါယခုလိုစူးစမ်းရိပ်နေတာပါမင်းကြီး စကားရှင်ကောင်းနေစင်မှာပဲရွှေကျက်ရက်ဖျားကဖမ်းလာခဲ့တဲ့တုံမှန်ခွင်ရောက်ကိုတုံမှန်ခွင်ရောက်ကိုမင်းကြီးဆန်ထန်ဆက်လာပါတယ်ဒီအခါစကြောသူမြတ်ကဖျားမှုဝေယဝိဆာလုံနေသူများကိုအန်ရပြူတက်ဖြတ်တာငါမြတ်ဝါမြတ်ဝါထင်ထင်မြင်ရပြီးအပြစ်ကြီးလာတယ်ငါတရားတဝင်ကဖြစ်လာတယ်။ငါတို့ကို ပြန်ဝင်ပြုပါတော့လို့မိမ့်ပြီး ထွက်ခွာမယ်လို့ပါတယ်။ဒီခါမှရာစားကျွဲ့စိုးရိမ်လှစွာနဲ့မင်းမြန်ပြီးစိတ်ကြံများရော့ပါ သမာဓိပတ်စိတ်တွေဝင်ယန္တနာသုံးပါးကိုသတိရလာပြီးဖျားကြုံသည်တွေကိုတတ်သူသူ့ရဲ့မှတ်တွေကိုအပြည့်ပေးပါမယ်လို့ဆိုပါတယ်။ဒီအခါဇေယျသူမြတ်ကထမှန်သားမြင့်ပြီးရဲမှတ်တွေကိုပါအပြည့်လှုပ်ဖို့လူခံပါတယ်။ဘယင်ကသဘောတူပြီးတုံမှန်တွေကိုလှူပါတယ်။ဒီပင်းမှတပည့်တော်အရှင်ဖျားရဲ့ဩဝါဒကိုမချန့်ကျင်တော့ပါစေပီးစုံစဲမာတော့မယ်ဒီရောက်ခဲ့တာဆွဲပြုတ်လို့ဖះเจ้าတော်တဆောင်းစောက်လို့ ်လှူဒန်းခြင်းပါတယ်တပည့်တော်မှတရားတရားဖြစ်ပေါ်လာပါတယ်လို့လျှောက်ပါတယ်စစ်သွေးစစ်မှန်တတ်နေတဲ့ဘယင်သမားကိုရင်ဆိုင်တွေ့အေးဆိုဆဆခြင်းမှာပဲသင်မယဟန်ပညာရှိလည်းမရှိလူပညာရှိလည်းမရှိလို့ရဲရဲပြောခဲ့တဲ့အဖွင့်စကားဟာဆွင်းရွေးပွဲရဲ့အရေးပါသောပနာမစကားစကားလုံးဖြစ်ပါတယ်နောက်ပိုင်းအင်ဝဟန်တာရီထိအန္တရာယ်ပြန်လှန်ဆက်ထိုးခဲ့ကြပြီမဲ့ဒီတရှိမှာစကြောသူမြတ်အရှင်ငញ្ញံရေးလှုပ်ဆောင်တာအောင်မြင်ခဲ့တာ နော်အေကန်ဖြစ်ပါတယ်။ရာဇောဝါဒဆုံးမစကားဖြင့်ပင်ရစကြိုသူမြတ်ရဲ့နောက်ထပ်ဩဝါဒစကားလုံးဟာလည်းတမိုင်းဝင်ဖြစ်နေတော့ပါတယ်။